ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒါမဲ့နိုမာလာ၁၈ရက်နေ့ကိုရောက်ရင်အာဖဂန်နစ္စတန်အသင်းနဲ့ရှင်ပြန်ရမယ်အာရှဖလားရှေးစစ်ပွဲဒုတိယအကြော့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့စီတွားကံမှုအဆင်မပြေပါဘူးကွင်းပြောင်းရှေ့ပြေးပါဆိုပြီးတော့မြန်မာဘောလုံးဖွဲ့ချုပ်နဲ့မြန်မာအသင်းဘက်ကနေတောင်းဆိုလိုက်တာကိုအာရှဘောလုံးဖွဲ့ချုပ်ဘက်ကလက်ခံပေးလိုက်ပြီလို့သိရှိရပါတယ်ခင်ဗျဟုတ်ကဲ့အာရှဘောလုံးဖွဲ့ချုပ်ဟာ ဒီပွဲစဉ်ကိုနေရာပြောင်းရွှေ့ပြီးတော့ကျင်းပဖို့ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးလို့ဘင်္ဂလားဒေ့ရှ်အစီအစအဒါကာထရီဘူနယ်သတင်းဌာနကရေးသားဖော်ပြလိုက်ဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဘောလုံးဖွဲ့ချုပ်စီကိုလည်းအာရှဘောလုံးဖွဲ့ချုပ်ကအာဖဂန်နစ္စတန်နဲ့မြန်မာတို့ရှင်မြန်ကစားမဲ့အာရှဖလားရှစ်စစ်ပွဲကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကျင်းပတော့မှာမဟုတ်တော့ဘူးလို့အကြောင်းကြားစာပေးပို့လိုက်ပြီးလို့ဒါကာထရီဘူနယ်ကရေးသားထားပါတယ်ခင်ဗျအာရှဘောလုံးဖွဲ့ချုပ်စီကပေးပို့လိုက်တဲ့အကြောင်းကြားစာကိုသူတို့အနေနဲ့လက်ခံရရှိပါတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးဖွဲ့ချုပ်ကလည်းသတင်းထုတ်ပြန်ထားတာကျွန်တော်မြင်တွေ့ရပါတယ်ခင်ဗျမြန်မာဘက်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပွဲမကစားနိုင်မှုလို့အကြောင်းပြချက်ပေးတာကိုမကျေနပ်ဘူးလို့လည်းဘင်္ဂလားဒေ့ရှ်ဘောလုံးဖွဲ့ချုပ်ကအသိပေးထားပါတယ်ပြီးတော့မြန်မာဘက်ကနေပွဲကစားဖို့အစီအမံပြုလို့ပေးရတဲ့အကြောင်းပြချက်တွေဟာဘာတစ်ခုမှလက်ခံနိုင်စရာမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်ဘောလုံးဖွဲ့ချုပ်ကပြောကြားလိုက်ပါတယ်ခင်ဗျသူတို့အနေနဲ့ကြိုးကြောင်းခိုင်လုံမှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ပွဲဖြတ်သိမ်းလိုက်မှုအပေါ်မှာ အာရှဘောလုံးဖွဲ့ချုပ်ကိုရောမြန်မာဘောလုံးဖွဲ့ချုပ်ကိုပါတရားဝင်ကန့်ကွက်ထားတယ်လို့ဘင်္ဂလားဒေ့ရှ်ဘောလုံးဖွဲ့ချုပ်ကပြောကြားထားပါတယ်ခင်ဗျဟုတ်ကဲ့အာဖဂန်နစ္စတန်နဲ့မြန်မာတို့ရဲ့အာရှဖလားရှစ်စစ်ပွဲဒုတိယကြော်ပွဲစဉ်ကိုနိုမာလာဆက်ချက်နေမှာရှင်မြန်ကစားဖို့စီစဉ်ထားတယ်ဒီတော့နိုမာလာဆက်ချက်နေမနိုင်ခင်နိုမာလာ73ရက်နေမှာဘင်္ဂလားဒေ့ရှ်ဘောလုံးဖွဲ့ချုပ်ကသူ့နိုင်ငံစီကိုပြိုင်ပွဲအတွက်လာအောင်လိုက်ကြမယ်အာဖဂန်နစ္စတန်ဘောလုံးတင်းနဲ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစဉ်ဘောလုံးတင်းတို့ကိုရှစ်စမ်းပွဲရှင်မြန်ကစားဖို့စီစဉ်ပေးထားတယ် အခုတော့အာရှဘောလုံးခွဲချုပ်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာမြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့အာရှဘလားရှေ့စစ်ပွဲဒုတိယကြောင်းကိုမကျင်းပါတော့ဘူးလို့သတင်းထုတ်ပြန်လိုက်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့အာဖဂန်နစ္စတန်တို့ရှင်မြန်ကစားမဲ့ရှေ့ဆန်းပွဲဟာလည်းအလိုအလျောက်ပွဲပြတ်သွားခဲ့ဖြစ်ပါတယ်ခင်ဗျအာဖဂန်နစ္စတန်အသင်းကသူ့နိုင်ငံစီကိုရောက်လာအောင်မရှိတော့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ဘောလုံးခွဲချုပ်ဟာနီဘောအသင်းကိုဖိတ်ကြားလိုက်ပါတယ်နီဘောဘက်ကလည်းလက်ခံလိုက်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့နီဘောတို့ နော်မာလာ73ရက်နေမှာရှေ့ဆန်းပွဲရှင်မြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျမြန်မာဘက်ကတော့ဘန်နာဒစ်နိုင်ငံဒါကာမြို့စီကိုလိုအပ်တဲ့ခီးသွားလာမှုတွေလုပ်ဖို့ပြီးတော့ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေဆောင်ရွက်ဖို့အချိန်မလုံလောက်ဘူးလို့အကြောင်းပြပြီးတော့ဘန်နာဒစ်နိုင်ငံမှာအာဖဂန်နစ္စတန်နဲ့အာရှဘလတ်ရှေ့ဆန်းပွဲမကန်နိုင်ပါဘူးလို့ညှိဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိမှာတော့မြန်မာနဲ့အာဖဂန်နစ္စတန်တို့ရဲ့အာရှဘလတ်ရှေ့ဆန်းပွဲဒုတိယအကြော့ကိုအာရှဘောလုံးဖွဲ့ချုပ်က နေရာပြောင်းရွှေ့ပေးလိုက်ပြီလို့ကျွန်တော်သိရှိရပါတယ်။ဘယ်နေရာဆိုတာကိုတော့အာရှဘောလုံးဖွဲ့တို့ကထုတ်ပြန်ချက်တွေကိုဆက်လက်ဆောင်ကြည့်အောင်ပဲရှိပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။